ဖြစ်တရားဘဝမှာမြင့်မြတ်တဲ့အမျိုးကိုဖြစ်ချင်လို့ရှိရင်စာထဲမှာဘလို့မှတ်တမ်းတင်ထားတယ်ဆိုဥစ္စာကုလိနတောင်းဝတ္တိကကမ္မတဲ့ထက်တန်းကြတဲ့မျိုးရိုးမှာဖြစ်စေနိုင်တဲ့ကံတရားဆိုတာဘလို့ကံတရားတွေလဲဆိုတော့အဲ့ဒီမှာရေးထားတာအချက်ဟို50ရှိ9မျိုးရှိတယ်နမတ္တိက တရားပွဲကျင်းပခြင်းလူတွေတရားနာဖို့ရတရားပွဲကျင်းပပြီတရားအလှလှတယ်ဒါလည်းပါတယ်ဥစ္စာကုန်ပြီအဲစဉ်းစားခြင်းမှာတရားအလှလှတာနဲ့ဘလို့မြင့်မြတ်တဲ့အမျိုးရောက်တယ်လို့ဆိုတရားဟာလူတွေရဲ့စိတ်ထက်ကို မြင်မားစေတာနော်ကုသိုလ်စိတ်တက်တွေကိုဖြစ်ပါစေပြီးတော့စိတ်ကိုမြင်မားသွားအသိဉာဏ်ပေးတာဖြစ်သောကြောင့်အသိဉာဏ်မြင်မားသွားသည့်အတွက်ကြောင့်လူဟာလည်းမြင်မားသွားတယ် ဒါကြောင့်ဆက်ဆက်မှုရှိတယ်အဲ့တော့နမတိကတရားဝဲခြင်းမှခြင်းနဲ့နမနိကဘာရောဆိုဓမ္မမန္တမှာနေရာထိုင်ခြင်းခင်းခြင်းလှူဒါန်းခြင်းဟောတရားဝဲခြင်းမှာနဲ့ပတ်သက်တယ်ဓမ္မမန္တမှာလည်းပဲနေရာထိုင်ခြင်းခင်းခြင်းလှူဒါန်းခြင်းနဲ့နောက်နမ3ကြတော့ဘိစနိဒါနဆိုရတ်တောင်လှူခြင်းနဲ့ ုကိတော့လှူလိုက်ကြတာရတ်တောင်တွေကအများကြီးတောင်ဖြစ်တယ်နော်ရတ်တောင်လှူတဲ့အခြေအနေနံပါတ်၄ကဘာလို့တော့ဆိုဓမ္မဂတိကပုဂ္ဂိုလ်တို့ဟာဓမ္မပူဇာလှူဒန်းခြင်းနဲ့ဒါလည်းပါတယ်နော်နံပါတ်၅ကဘာလို့ဆိုရင်ရန်တော်ရီလာပြီလာခွေဥပုပ်ပြုတဲ့ဥပုပ်ဆောင်တိန်ကျောင်းမှာဒီ မိယတကယ်ပြင်တို့ထိုင်းစရာနေရာတို့အဲ့လိုမျိုးကိုလှူဒန်းခြင်းတို့အဲ့ဒီငါးမျိုးဟာဥစ္စာကုလိနာတောင်တဏိကပฏิပဒါဆိုပြီးဒီမှာဟောထားတာရှိနောက်တဏိယမှာတော့အမျိုးမြတ်ခြင်းရဲ့အကြောင်းကိုဖြစ်စေတတ်တဲ့ကုသိုလ်ဆိုတာဘာလို့ဆိုရင်လက်အုပ်ချီမိုးရှိခိုးခြင်းကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကိုယုံသိလေးစားခြင်းဘုရားတရားတန်ခါယရနာသုံးပါးကိုတွေ့ရင်တဲ့ဥချီမှုရှိခိုးခြင်းယုတ်တိလေးစားခြင်း ဲ့ဒါလဲဥစ္စာကုဏိနာတောင်းတနိကဖြစ်နေရဘဝမှာလူတကာကသိစားရတဲ့ဘဝမျိုးဖြစ်စေနိုင်တယ်အဲ့တော့ကုသိုလ်ဆိုတာသူ့မျိုးနဲ့သူပဲเนาะသူ့မျိုးနဲ့သူပဲဆန္ဒတဏ္ဍာကောင်းမှုလုပ်ခဲ့ရင်ဖြစ်နေရဘဝမှာချမ်းသာကြွယ်ဝတယ်ဆိုတဲ့အကျိုးရှိဖို့ရအားဖြင့်တိလသောက်တည်ခဲ့ရင်ဖြစ်ရဘဝမှာအသက်ရှိတယ်ချမ်းသာတယ်ဆိုတဲ့အကျိုးမိမိကိုယ်တိုင် ပညာသင်ယူပြီးတော့မသိတဲ့အချက်တွေကိုမေးမြန်းခြင်းဟာဖြစ်တဲ့ဘဝမှာအတိဉဏ်ထက်မြက်ခြင်းဆိုတဲ့အကျိုးသူကလည်းသူရှိနော်အဲ့ဒါကောင်းတဲ့ဘက်ကပြောတာစိတ်ခဏခဏတူလို့ရှင်အယုတ်ဆိုးအကြည်တန်ဖြစ်တတ်တယ်ဟုတ်တာပေါ့စိတ်တူတဲ့လူရဲ့မျက်နှာပုတ်သိုးသိုးဖြစ်သွားအဲစိတ်ဆိုးနေတဲ့အချိန်မှာမျက်မှန်နေဟုတ်ကြည့်လိုက်လို့ရှင်လှနေတဲ့လူတော့မလှတော့ဘူးဖြစ်သွား အဲ့ဒါကြောင့်စိတ်ခဏခဏဆိုးလို့ရှိရင်လည်းအယုတ်ဆိုးအကြည်တန်ဖြစ်တတ်တယ်သူတို့ဖြစ်တတ်တစ်ဖက်သားကမနာလိုစိတ်တွေများတဲ့ပုဂ္ဂိုလ်ကလည်းအောက်တန်းကြတဲ့ဘဝရောက်တတ်တယ်နော်သူကံတဲ့သူပဲအဲ့လိုဆိုလို့ရပေါ့နော်အေးဥစ္စာကုလိနာတာဝန္တနိကဘဝမှာအစဉ်မြင့်တဲ့ဘဝမျိုးရောက်ဖို့ဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုသူရွေးချယ်ပြီးတော့ မေးမြန်းထားပြီးအဲ့တိုင်ကုသကောင်းမှုတွေသူလုပ်ခဲ့တယ်။ပြစ္ဆေယဘုရားရှင်မြတ်စီကတရားဓမ္မတွေကုသကောင်းမှုတွေလုပ်ဂေါတမဘုရားပွင့်လာတဲ့အခါကျတော့တိုက်ကွေမင်းမျိုးတွေမှာကာလိဂေါရာဆိုတဲ့တိုက်ကွေမင်းသမီးရဲ့သားလာဖြစ်တယ်သူကသားလာဖြစ်တယ်။တိုက်ကွေမင်းသားဒီထဲမှာသူကခေါင်းဆောင်အနေနဲ့ဖြစ်တယ်။ခေါင်းဆောင်ဆိုတဲ့နေရာထဲမှာလည်းပဲရဟန်းပြုတဲ့အချိန်မှာသူကလက်ရှိအာနာ ဘယင်းအဖြစ်အုပ်ဆိုးနေတဲ့အချိန်မှာရတယ်။အဲဒါကြောင့်မို့လို့ဥစ္စာကုလီနာဣတရေခာဆိုတာဒီထူးခြားတဲ့ဖွယ်တူးကိုရရှိတာဖြစ်တယ်။မြတ်စွာဘုရားကအနုပိယတေယဥယင်ကိုကြွသွားတဲ့အခါကပိလဝကနေပြီးတော့မန္တတိုင်းဘက်ကိုကြွသွားတဲ့အချိန်မှာတိုင်ကဝိမင်းသား၅ယောက်ဟာမြတ်စွာဘုရားနောက်ကလိုက်ပြီးတော့ရဟန်းဝတ်ကြတယ် အရင်ဟုတ်တဲ့တဝိမင်းသား၅ယောက်ထဲမှာသူကခေါင်းဆောင်ဗတ္တိယအဲ့ဒီအချိန်မှာသူတိုင်းပြည်အုပ်ချုပ်မင်းလုပ်ဖို့ရတာဝန်ယူနေတဲ့အချိန်ပဲဌိနန်းစည်းစိမ်ကိုစွန့်ပြီးတော့သူကရန်ဝတ်လိုက်တာဒါကြောင့်မလို့လေသူကဒီအမျိုးမြတ်တဲ့ရှားသူကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ဒီပေါ့နော်ရှားသူကြီးကြီးနဲ့သင်္ကန်းဝတ်တဲ့ပုဂ္ဂိုလ်သူဆိုလိုတာပေါ့ ယဟန်ပြုပြီးတဲ့အခါမှာမြတ်စွာဘုရားရှင်ကတရားဓမ္မကို나ယူဝိပဿနာခြင်းစဉ်နေ့အတိုင်းအကျင့်ကြံကြုတ်ကိုအထောက်လိုက်တဲ့အခါမှာသူဟာယဟန်ဖြစ်သွား